တော်လိုင်းရင်းမှာပါဝင်နေတဲ့လူငယ်လူရွယ်တွေတော့ကျွန်တော်အသက်ပေးနေတဲ့တည်သူတွေဒီလူတွေပုံမှာမစော်ကားပါနဲ့ဒေါ်ဆန္ဒမင်းခင်ဗျာအခုကတော့ဒေါ်ဆန္ဒမင်းရဲ့နိုင်ငံရေးအတွေ့အမြင်နဲ့သူရွေးကောက်ပွဲဝင်ရတဲ့ကိစ္စရည်နဲ့ပတ်သက်ပြီးပြောဆိုထားတဲ့အင်တာဗျူးတစ်ခုကိုသုံးသပ်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းဒီလူတွေပေါ့နော်ခင်ကြီးတို့ကိုကိုကြီးတို့ဒေါ်ဆန္ဒမင်းတို့တသက်ခိုင်တို့နော်ဒေါက်တာတသက်ခိုင်တို့ဒီလူတွေနိုင်ငံရေး ဒီလိုပြောဆိုချက်တွေအပေါ်မှာတုံ့ပြန်ဗီဒီယိုလေးလှုပ်လာလေတော်တော်များလာပြီအခုလည်းမနေနိုင်လို့ပေါ့နော်ဒီပေါက်တကယ်ရီပေါက်တကယ်လို့ပြောတဲ့အခါမှာတကယ်ကိုစိုးစိုးဝါးဝါပြောဆိုမှုတွေပါနေတဲ့အတွက်ဒီဒေါ်စနာမင်းအင်တာဗျူးလေးကိုကျွန်တော်သုံးသပ်သွားမှာဖြစ်ပါတယ်အဲဒေါ်စနာမင်းကတော့ဒါ Smart Media နဲ့လုပ်တဲ့ရွေးကောက်ပွဲဝင်သူတို့ကြီးအတန်ပေါ့နော်ဒီအတန်ဆိုရင်အစီအစဉ်မှာဒေါ်စနာမင်းကထေချားထားတဲ့အင်တာဗျူးလေးဖြစ်ပါတယ်ဗီဒီယိုဖိုင်ကတော့သူက original file 16မိနစ်လောက်ရှိတယ်။အဲဒါပေမဲ့အဲ့ဒီကမှဒီနောက်ပိုင်းပေါ့နော်9မိနစ်နောက်ပိုင်းအခြေဟိုတိုးဆိုချက်ကလေးပုံမှာကျွန်တော်သုံးသပ်ပါမယ်။ရှေ့ပိုင်းမှာတော့ဒေါ်ဆန္ဒမင်းကအဲသူတို့ဘယ်လိုရွေးကောက်ပွဲဝင်ဝင်နေအကြောင်းနေလာတာမှာမေးဆွေစီယုံနေအကြောင်းတွေကိုတော့တော်တော်လေးပြောထားတွေ့ရတယ်။အဲအခုမှဒီမင်နာဒီကိုမေးကုန်မေးတဲ့သူကတော့အခုဒီ ဆိုရှယ်မီဒီယာမှာ campaign တွေလုပ်နေကြတယ်မဲမပေးရေးကိစ္စပေါ့နော်ဒီစစ်တပ်ကရွေးကောက်ပွဲကိုပူပေါင်းရေးကိစ္စအဲနောက်တစ်ခါကျွန်တော်ဒီတော်လိုင်းအင်အားစုတွေဘက်ကလည်းလုံဟိုလုံဆော်တာပေါ့နော်လုံဆော်လာတဲ့ campaign တွေဒီ COA ကိစ္စတွေရှိတယ်ဒီထဲမှာဆိုရင်လည်းပြောကြရတာမဲမပေးနဲ့ဒါထောင်ချောက်ပါနဲ့အစသည်ထင်ပေါ့နော်ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး interview ဟိုမေးတဲ့သူကနေပြီးတော့မင်းညံနေဒေါ်ဆန်နာမင်းထီရဲ့ထီကိုကျွန်တော်နားထောင်နေတဲ့သုံးသပ်မှုတွေလေးလုပ်သွားပါပါကြည့်လိုက်မယ်နော် ကျမအခုလောက်တော်မျိုးနယ်ကိုဟိုဆင်းရတယ်ပေါ့နော်ဆင်းတဲ့ခါမှာကျမစကားပြောဖို့တိတ်ခွင့်ရမရဘူး။ဒါကြောင့်ကျမမီဒီယာတွေကနေပြီးတော့ပြည်သူလူထုကိုဟလာမြစ်တာရက်ခံတဲ့ဟာတွေပြည်သူလူထုကိုအသိပေးရတဲ့ကိစ္စမျိုးတွေကိုကျမများများပြောရတာဖြစ်တယ်။ဟော ပေါ့နော်ပြည်သူတွေကကျွန်မဥပမာကျွန်မမျိုးနယ်လေးနဲ့ပဲကျွန်မပြောရင်လက်သာမျိုးနယ်မှာဆိုရင်ပြည်သူတွေကစီးပွားရေးလုပ်ငန်းလုပ်တဲ့လူတွေများတယ်နိုင်ငံရေးကိုတိတ်ဆိတ်ငွေစားတာများတယ်အပြီးခဲ့တော့ရွေးကောက်ပွဲရွေးကောက်ပွဲတွေရဲ့လက်သာမျိုးနယ်ရလဒ်ကိုကြည့်ရင်မြန်မာနိုင်ငံမှာအ ਨੇ ဆုံးဆိုတော့ဟာမျိုးပေါ့နော်ရန်ကုန်မြို့တွေမှာပေါ့ရန်ကုန်မြို့တွေမြို့နယ်တွေနဲ့အနှိုင်းရှင်ကြည့်ရင်အ ਨੇ ဆုံးဆိုတာမျိုးလည်းကျွန်မတွေ့ရတယ်အဲ့တော့ပြည်သူတွေကမဲမပေးပါဘူးဆိုပြီးတော့မဲမပေးလည်းဘာမှဖြစ်ပါဘူးဆိုတဲ့ပေါ့နော်စာနာတွေလည်းဟိုတုန်းကရှိခဲ့တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်မကအခုကြတော့ကျွန်မလက်သာမျိုးနယ်မှာရွေးကောက်ပွဲဆင်းတဲ့အခါမှာရွေးကောက်ပွဲမဲဆွဲရတဲ့အခါမှာကျွန်မကပန်းဖလက်လေးတွေဝေရတဲ့အဆင်မဲရှိနေအဟိုတိတ်ပြီးတော့ဟိုပေါ့နော်စပီကာကြီး တွေနဲ့စကားပြောရတာလို့တရားဟောတာလို့ဒါမျိုးတွေမလုပ်ရအောင်မလုပ်တော့ကျမတို့ကဒီ pamphlet တွေနဲ့ပဲဝေရတဲ့အစဉ်ဆိုတော့ပြည်သူတွေကိုတိတ်ပြီးတော့အာဒီဘာကြောင့်ဟလာဒီရွေးကောက်ပွဲအတွက်ကိုမဲပေးမဲသွားပေးတင်တယ်ဆိုတဲ့ဟာကိုမီဒီယာကနေပြီးတော့ပဲကြည်ကြည်ပြန့်ပြန့်ကျမရှင်းတာပါတယ်အဲ့တော့အခုဒီအပိုင်းမှာပေါ့ဒီ10မိနစ်ကျော်လောက်အပိုင်းမှာဒေါ်ဆန်လာမင်းကတော့သူရဲ့ဒီလာတာညောင်းနေမှာမဲဆွေ CEO ရေလုပ်ငန်းလုပ်တဲ့အခါမှာတွေ့ကြုံရတဲ့အခက်ခဲတွေအကြောင်းဒီဥဒပေးဆွေးနွေးတွေပေါ့နော်နောက်သူ constituency လို့ခေါ်တဲ့ဒီမဲဆန္ဒနေမှာအင်အားဘယ်လောက်ရှိတယ်သူတို့ရဲ့နိုင်ငံရေးစိတ်ဝင်စားမှုအကြောင်းတွေလည်းသူသုံးသပ်တာတွေ့ရပါတယ် ဟုတ်ပါတယ်ဒါလွတ်တော်အမတ်တယောက်အနေနဲ့ဆိုရင်တော့ဒါမျိုးတွေသိရှိနားလည်ဖို့လိုတာပေါ့နော်အဲဒီလောက်ထိသူဒီလက်ရှိမှာရွက်ကောက်ပွဲ၃ချိန်လောက်ဝင်ခဲ့ပြီเนาะဒါလွတ်တော်အမတ်အဖြစ်နေသူဒါအင်း၁၂ကနေစပါပေါ့နော်၁၂၁၅ဟို၂၀ပါလေသူ ဟိုမရခဲ့ဘူးပေါ့နော်20မှာတော့ဒီစစ်တပ်အာဏာသိမ်းလို့သူလွတ်တော်အမတ်မဖြစ်ခဲ့ရတော့25မှာတစ်ခေါက်ပြန်ကြိုးစားနေတာပါအဲ့တော့ဒီလိုဝါရင်လွတ်တော်အမတ်တယောက်နေနေဆိုရင်တော့လေဒီလို constituency ရဲ့ဒီအခြေအနေပေါ့မေဆန္ဒနေအခြေအနေတွေပါရေးသုံးသက်တာမျိုးတွေလုံနိုင်လာတဲ့အတွက်လေဟိုပါပေါ့ထင်ကြီးစရာကောင်းနေပေါ့နော်ရေဘူးကပြန်ဒါပေမဲ့သူကဘယ်နာလေးမှာကတ်လွဲနေလေဆိုတော့သူကလူတွေကငကိုတွေကဒီလာတာမျိုးနေကစီးပွားရေးလုပ်ငန်းတွေရှိနေတဲ့ data ဖြစ်တဲ့အတွက် မဲပေရေကိစ္စပုံမှာနိုင်ငံရေးပုံမှာစိတ်ဝင်စားမှုအားနေရဲဆိုတဲ့တစ်ချက်နဲ့သူ cover ယူလိုက်တယ်ပေါ့နော်အခုကြတော့သူကအဲ့ဒါကိုတွန်းလုံနေရတယ်ဆိုတဲ့သဘောပေါ့နော်တစ်ဖက်မှာဆိုရင်လည်းဒီမဲမပေရေကိစ္စတွေဒီဘက်ကလုံဆိုရဲဒေါ်လိုင်းအင်ရန်စုတွေဘက်ကလုံဆိုထားတဲ့ကိစ္စတွေရှိရဲဆိုတဲ့ပုံစံမျိုးသူကပါပါလေးပြောရင်းနေမှာအဲ့မှာသူလစ်တဲ့အကွက်ကိုကျွန်တော်ပြောချင်တာသူကိုယ်တိုင်တော့ဒီမိုကရေစီအခွင့်အရေးအပြည့်အဝမရလို့ဒီမိုကရေစီအခွင့်အရေးအပြည့်အဝမရလို့ဒါတာမန်လွတ်တော်အမတ်တယောက်အနေနဲ့ဆိုတော့ရန်ကုန်မြို့မှာ ပုံမှန်အခြေအနေမှာပေါ့တရားထောက်ထောက်တော့တကဘာလုံးမှာပေါ့เนาะအဲသူ့ရဲ့သက်ဆိုင်တဲ့ပုံစံလေးရှိတယ်ဆိုရင်တော့မဲဆွေစီယိုမို့ရအခုသူ pamphlet ဝယ်ရတဲ့အစင်ပဲရှိတာဗျာ pamphlet ဝယ်ရတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ညီသည်အလုပ်ပုံစံမျိုးမှာခွဲခြားနှိမ့်ချတော့တော်ဆိုခြင်းမဟုတ်ပါဘူးပေါ့နော်ဥပမာပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ကြော်ညာစာရွက်တွေဝေသလိုကျူရှင်စာရွက်တွေလက်ကမ်းဝေသလိုသူဒီလိုပုံစံမျိုးနဲ့ပဲမဲဆွေစီယုံလို့ရတဲ့အခြေအနေကိုရောက်နေတာဘာကြောင့်လဲဆိုတော့စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲမလို့ စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲဒီမိုကရေစီအခွင့်အရေးလူအခွင့်အရေးနော်ဘာအနှစ်သာရမှမရှိတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်နေတဲ့အခါကြတော့ဒီရွေးကောက်ပွဲမှာဒါရွေးကောက်ပွဲနဲ့တူအောင်အောင်ဟိုတူတူတန်တန်ပုံစံမကျတဲ့အခြေအနေလို့ကျွန်တော်တို့ပြောခြင်းတယ်အဲသူကရှေ့မှာကျတော့ constituency ရဲ့ saturation တွေဘာတွေဒီမဲဆန္ဒနဲ့အခြေအနေတွေဘာတွေကိုလေ့လာသုံးသပ်နိုင်ပေမဲ့သူကနိုင်ငံရေးကိုကြည့်တဲ့အခါကျတော့သူကနိုင်ငံရေးပါမလားဘူး အော်နိုင်ငံရေးပါမလာတဲ့အတွက် तू ကဒီဟာကိုလုပ်နေရတာရောတော့မှ तू ခက်ခဲတယ်ဆိုတော့တော့ညင်နေဟုတ်တော့ပင်မဲနေနေပူထဲမှာသွားရတယ်လူရင်းနဲ့စကားပြောရင်ပင်မဲတာပေါ့နော်ခက်ခဲတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒါတွေအားလုံးဒီဘာကြောင့်ဖြစ်နေလဲဆိုတော့ तू စိုးစိုးကလှုပ်ချင်တယ်လို့တရားဟုတ်ဆင်းနေနေပါလေဆောက်ပြီးဟောခွင့်မရတာပြောခွင့်မရတဲ့အချိန်ကဒါမြန်မာစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲဖြစ်နေလို့ကျွန်တော်တို့ဒါကိုတက်တက်တသာတီတူကနားလေပြီးသားဖြစ်နေပြီဒါပေမဲ့တော်ဆန္ဒမင်းခင်ရအောင်အဲ့ဒါကိုနားမလဲရှာဘူးဗျာဆက် तू ပြောတာလေးနားထောင်ကြည့်အောင် ဲ့တော့ဟိုဘောနော်တစ်ဖက်ကလည်းဟလာကျမတို့ကိုကျမတို့မြင်နေတွေ့နေရပါတယ် no vote ပေါ့နော် no vote ဆိုပြီးတော့လာတယ်နောက်တစ်ခုကထပ်ပေါက်မပေးနဲ့ဆိုတဲ့ဟာမျိုးတွေဒီလိုမျိုးဟလာမဟုတ်တဲ့ဟာမျိုးတွေကိုအများကြီး media campaign တွေထုတ်တာမျိုးတွေတွေ့ရတယ်အဲ့တော့ပြည်သူလူထုသိစေချင်တာက no vote တို့ထပ်ပေါက်မပေးနဲ့တို့ဆိုတဲ့ဒီလိုမျိုးတွေလိုက်လုံနေတာကပိုက်ဆံပေးတို့လိုက်လုံနေတာဆိုတာမျိုးသိစေချင်တယ်နောက်တစ်ခုကကျမတို့ဟာဟလာအခုလိုမျိုးတနိုင်ငံလုံးဟာဒုက္ခသွင်းတွေကိုရောက်နေတဲ့အချက်အသေးတွေဖြစ်နေတယ်ဒီလိုအချက်အသေးတွေကနေပြီးတော့ကျမတို့ထပ်ပေါက်ရဖို့အတွက်ကိုကျမတို့ကိုယ်တိုင်ကျမတို့ကိုအုပ်ချုပ်မဲ့လူတို့ကျမတို့မဲပေးပြီးရွေးချယ်ရမှာဖြစ်တယ်ဒါကကျမတို့ရဲ့အခွင့် င်ရေးနိုင်ငံသားတိုင်းရဲ့ပေးထားတဲ့ဖွဲ့စည်းပုံချင်းကဥပဒေအရပေးထားတဲ့အခွင့်အရေးပဲဖြစ်တယ်ဒီအခွင့်အရေးကိုကျမတို့ကမယူမဲနဲ့ဟလာထပ်ပေါက်မပေးနဲ့ထပ်ပေါက်ကြီးမပေးဘဲနဲ့ဟိုဂျောင်းမှာပိတ်မိနေပြီးတော့ကျမတို့ကတကယ့်ဒုက္ခထဲမှာပဲငုံတုတ်ထိုင်နေရမှာလားဒီလူတွေရဲ့ပြောစကားဟာပိုက်ဆံပိတ်အနောက်ကပိုက်ဆံတွေပေးပြီးလော်ဘီတော့ခိုင်းလို့လိုက်ပြောနေတာဆိုတာကိုပြည်သူလူထုကိုဒီနေရာနေကျမကအသိပေးချင်တယ်အဲ့တော့ तू ကတော့အဲ့လိုပေါ့နော်စိတ်ဆင်းရဲစရာကောင်းတယ်လို့ပဲကျွန်တော်ပြောကြပါစို့ပေါ့ခက်တီနေလို့ तू ပြောတာပဲ तू ဒါအခုဒီ novo campaign နဲ့ထပ်ပေါက်မပေးနဲ့ပါနေပါဘောနော်စာတိထင်းတော်လိုင်းအင်အားစုတွေလုံနေတဲ့ကိစ္စတွေအားလုံးက သူ့သဘောပေါ့နော်သူ့ရဲ့တုံးသက်ချက်အရဆိုတာပတ်ဆိုင်ရလို့လုပ်နေတယ်ဆိုတော့တုံးသက်ချက်မျိုးကိုကျွန်တော်တွေ့ရပါတယ်အင်မီလန်ဝမ်းနေဖို့ကောင်းတဲ့နိုင်ငံရေးသမားတယောက်ကလူလူကိုနည်းနည်းလေးဂေးပြစ်ပြောတဲ့စကားပါအမှန်တကယ်တော့သူမဟုသူ့ကိုပေါ့နော်ကျွန်တော်တို့နိုင်ငံရေးသမားတယောက်လို့မြင်ဖို့အင်မီလန်ခက်ပါတယ်ကျွန်တော်ဆိုသူ့ကိုမမြင်တော့ဘူးနိုင်ငံရေးသမားတယောက်လို့ဘာကြောင့်လဲဆိုတော့သူကနိုင်ငံရေးလုပ်နေတာမဟုတ်ဘူးဒီမြန်မာစစ်တပ်ရဲ့စစ်ချုပ်ပြုမဲ့ဒီခရီးလမ်းကြီးကိုထောင်ယူတာရစီခြင်းလို့သူကဝင်ပြီးကြိုးကုန်းတွေပိုးထမ်းနေတာလို့ပဲကျွန်တော်မြင်လာတော့တယ် ဘာကြောင့်လဲဆိုတော့ဒါအင်မတန်ရိုးရှင်းတဲ့ logic ပါเนาะကျွန်တော်တို့ဟုတ်တယ်ကျွန်တော်တို့ပြောကြတယ်ဆိုကြတာတွေရှိတယ်ဒေါ်လိုင်းအင်အားစုတွေဘက်ကလည်းဒီဟာကိုစန့်ကျင်တဲ့ campaign တွေဒီဒီစစ်တက်ကဲဒီရွေးကောက်ပွဲကိုစန့်ကျင်တဲ့ campaign တွေလုပ်ကြတဲ့အခါပြောဆိုကြတဲ့အခါထွက်ပေါက်မပေးနေဆိုတဲ့ဟာတုံးဆွဲကြရလေတကယ်ရှိပါတယ်เนาะနောက်တော့ဒါက ဟိုဟာမဟုတ်ဘူးเนาะထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ထောင်ချောက်ဆိုတဲ့အမြင်ပေါ့เนาะအမေရိကန်တို့ဒီဟာမှာကျွန်တော်အင်မတန်စိုးရိမ်တာပါလေဆိုတော့ဒီဟာဒီထွက်ပေါက်ဖြစ်တယ်ဆိုတော့တော်လိုင်းအင်အားစုတော်တော်များများကိုကျွန်တော်ဒီဒီမှာစစ်တပ်ဘက်ကလူတွေအားလုံးကိုတင်နေကြတာအဲ့အဲ့ဒါအဲ့ဒါတက်တာလို့ကျွန်တော်မြင်တယ်အော်ဒီမှာစစ်တပ်ဘက်ကလူတွေကလေတတိယနေ့သူကဒါကိုလေဒါတီသူတွေထွက်ပေါက်ပေါ့เนาะဒါ counter propaganda လုပ်လိုက်တာတစ်ဖက်ကပြောနေဝေါ်ဟာတော့ယူလာပြီးတော့ဟုတ်တယ်ထွက်ပေါက်အခုဆိုတာတို့ဆန္ဒမင်းကပပလေးတော်လိုင်းနဲ့တီသူကိုတံပြီးတက်တိုက်လိုက် နေတို့ဂျောင်ပိတ်ရိုက်ချင်လို့ထွက်ပေါက်မပေးနေလို့ပြောနေတယ်ဒါတော့နေတို့တိဖို့လိုတယ်ဆိုပြီးတော့တီတူတူနဲ့တော်နိုင်ရေကိုတော်တော်ကောက်ကောက်ကြည့်ကြည့်ရုံးပါပဲကျွန်တော်တို့ဒါသူဂျောင်ပိတ်ရိုက်လိုက်တာလို့ကျွန်တော်ကနေတယ်နောက်တစ်ခုကကျတော့ပတ်ဆက်ရလို့လုံနေတာအနောက်ကပတ်ဆက်ရလို့လုံနေတယ်ဆိုတဲ့သဘောမျိုးပေါ့ဒီကမ်ပိန်းတွေကိုကျွန်တော်မပြောတော့ဘူးဟိုရကျင်နေရတဲ့လူတွေရှိလားမရှိလားတော့မပြောတော့ဘူးဒါပေမဲ့ကျွန်တော်တိတဲ့လောက်ကျွန်တော်ပတ်ဝန်းကျင်အဲကျွန်တော်လက်လန်းမိတဲ့ဗမာတီရင်းအချင်းတွေမှာတီတူတွေကဆက်ရွေးကောက်ပွဲကိုဆန့်ကျင်ကြတယ်ဆိုတဲ့ကိစ္စဘယ်သူမှပတ်ဆက်ရလို့ဆန့်ကျင်တာမဟုတ်ဘူး ဓာကြီးတွေမှာတေဝါတွေသွေးတွေကြားခဲ့တဲ့ချွေးတွေပိစက်ခဲ့ရတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေပြောက်ွေသွားတဲ့အသက်တွေတက်ဖြတ်ခံရတဲ့အသက်တွေတော့ကျွန်တော်တို့ဟိုနှိမ့်ဆက်နင်းပန်းခံရတဲ့သူတွေမျက်နာတွေဒါအခုနှစ်ထောင်နှစ်ဦးတော်လိုင်းကြီးနဲ့ပြောနေမှာဘူးလို့ကျွန်တော်တို့လွတ်လည်ရပြီးတဲ့အချိန်ကစပြီးဒီညမစစ်တက်ခဲ့ဖိနေရက်ဆက်စော်ကားရန်ကားမယမ်းမှုတွေအားလုံးကနေတည်သူတွေကသိရှိနားလေလာတဲ့အမှန်တရားပဲဒီအမှန်တရားကြောင့်တည်သူတွေဒီရွေးကောက်ပွဲကိုဆန့်ကျင်တယ်တည်သူကနေမွေးဖွားလာတဲ့တော်လိုင်းကြီးကလည်းဆန့်ကျင်တယ် အဲ့တော့စန့်ကျင်ကြတဲ့အခါကျတော့ဒီဘက်ကတော့၃နဲ့ usage ပေါ့ထွက်ပေါက်မပေးနေဆိုတဲ့ဟာကို၃နဲ့အခါမှာသူကဒါကိုတည်သူနဲ့လှည့်ပြီးပပလေးတိုက်တယ်။အဲတစ်ဖက်ကလည်း counter propaganda အနေနဲ့ထွက်ပေါက်ဆိုတဲ့ဘောကတော့ပြန်ယူ၃နဲ့အင်မတန်အင်မတန်ပါနဲ့ပါပြီးတယ်ပေါ့နော်။ဒါပေမဲ့နိုင်ငံရေးအနေနဲ့ကတော့တော်တော်ရုပ်ရုပ်ငငယ်ရှိတယ်လို့ပဲပြောချင်ပါတယ်ဒေါ်ဆန္ဒမင်း။တော်လှန်ရေးလုပ်နေတဲ့သူတွေကပတ်စံရတော့လုပ်နေကြတာမဟုတ်ပါဘူး။ပတ်စံရတော့လုပ်နေကြတာမဟုတ်ပါဘူး။အဲ့တော့ပတ်စံရနေတဲ့သူတွေလည်း maybe မပြောရဘူးရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့ဒါပေမဲ့ ပတ်သက်ရတော့လုံနေတဲ့သူကတော့အင်မတန်ရှားပါလိမ့်မယ်အဲ့တော့ဒေါ်ဆန္ဒမင်းရဲ့နိုင်ငံရေးအနေနဲ့ရှောင်ချပါတယ်ကျွန်တော်အင်မတန်လေးယုံရှာမိပါတယ်သူရဲ့ဒီပတ်သက်ရလို့လုံနေတယ်ဆိုတော့ကျွန်တော်ကျွန်တော်မေးချင်တာခနဲ့တကယ်ထင်တာလားပေါ့ဒေါ်လန်ရဲ့ပတ်သက်ရလို့လုံနေတယ်လို့ခနဲ့တကယ်ထင်တာလားလို့ပဲကျွန်တော်မေးချင်တယ်အဲ့တော့သူပြောမင်းဟာရဲ့ဆက်နာထောက်ကြည့်မယ်နော် အဲ့တော့ကျမတို့ကကျမတို့အခွင့်အရေးကိုသူတို့ပြောလို့အဆုံးရှုံးခံလို့မရဘူး။ကျမတို့မလိုချင်တဲ့အစိုးရဖြစ်မလာအောင်ကျမတို့ကိုအုပ်ချုပ်တဲ့မလိုချင်တဲ့လူတွေအုပ်ချုပ်တာမျိုးမဖြစ်အောင်ကျမတို့ကိုယ်တိုင်ကျမတို့ရွေးချယ်မှဖြစ်မယ်။ဟုတ်လား။သင်မရွေးချယ်ခြင်းစီသင်ရဲ့ကံကြမ္မာပဲဖြစ်တယ်။ကျမတို့ကကိုယ်တိုင်ဖြစ်ကိုပြောင်းလဲစေခြင်းကိုကိုယ်တိုင်ပါမှဖြစ်မယ်။ငါကတော့ပါဘူးမဲသွားမပေးဘူးငါမဲတမဲကြောင့်ဘာမှမဖြစ်ဘူး။အာဒီလိုပဲစစ်တပ်ကလူတွေပဲတတ်မှာပဲဆိုတဲ့ဟုတ်လားဟိုအများပြောတဲ့စကားတွေနဲ့ကျမတို့ကရုံထင်းချောင်းတွေနဲ့ဝေဝါးဝါးပြည်သူလူထုဖြစ်နေစရာမလိုဘူးလို့ပြောချင်တယ်။ ဆက်ပြောတာလေစော်တလို့တွေပါဗျာတည်လာဟိုတည်သူကို blackmail လုပ်တဲ့ကီနီပဲပေါ့နော်ကီပဲပေါ့ဒီအခွင့်ရဲ့မေးပေးဖို့အခွင့်ရဲ့ကို့အခွင့်ရဲ့တဲတန်းလူတွေပေါ့နော်သူကတော်လိုင်းနေတဲ့လူလူကိုသူခွဲကြပြီးတျောထလိုက်တာပေါ့ခွဲကြပြီးတျောထလိုက်ပြီးတော့အဲ့လိုလူတွေတျောနေလို့ကို့အခွင့်ရဲ့ကိုဆုံးရှုံးမှုခံတဲ့ကို့အုပ်ချုပ်မဲ့သူတွေကိုကိုကိုယ်တိုင်ရွေးချယ်ရမယ်ဟိုအဲ့ဒါလေအဲ့ဒါဟိုကသူတို့ရဲ့စိတ်ထဲမှာဒီဘယ်လိုပြောမလဲစစ်အာဏာရှင်ဝါရတော့မဟုတ်အာဏာရှင်ဝါရတွေဘယ်လောက်များနေလဲဆိုတော့ကျွန်တော်သိတယ် တိတာတယ်ဗောနော်ဒါဒီမိုကရေစီတို့ရွေးကော်ပွဲတို့တို့ရှုနေတဲ့ခါမှာအုတ်ချုပ်တဲအုတ်ချုပ်ပုံအုတ်ချုပ်သူဆိုတဲ့အမြင်ကြီးကိုကျွန်တော်တို့တွေ့ရတယ်အမေရိကတို့တို့ကဟိုလွတ်တော်အမတ်တွေဘာတွေကဒါလူတွေကိုအုတ်ချုပ်ဖို့ကျွန်တော်တို့ကျွန်တော်တို့ကအုတ်ချုပ်ခံခြင်းလုံးအန်ဂျီလို့လွတ်တော်အမတ်တွေကိုတင်တယ်မဟုတ်သူတို့ကစားဖြစ်ပေးရမယ့်လူတွေစားဖြစ်ပေးရမယ့်လူတွေတည်သူကိုစားဖြစ်ပေးရမယ့်လူတွေဆိုလိုချင်တာကတော့ကျွန်တော်တို့ကကျွန်တော်တို့အလုပ်တွေကိုလုပ်ပေးမယ်ဝန်ဆောင်မှုပေးမယ်ဝန်ထမ်းတွေကိုကျွန်တော်တို့ကရွေးချယ်နေတာဒီမိုကရေစီရဲ့သဘောတရားအရလွတ်တော်ရွေးကောက်ပွဲဆိုတဲ့သဘောတရားအရ ကိုအုပ်ချုပ်မဲ့သူတွေကိုကျွန်တော်ရွေးချယ်နေရမဟုတ်ဟာမောင်အီကြီးလာအုပ်ချုပ်ပါအောင်မောင်ဘီကြီးလာအုပ်ချုပ်ပါအောင်ကျွန်တော်အဲ့လိုရွေးချယ်နေရမှာမဟုတ်ဒီမိုကရေစီရဲ့သဘောတရားကိုကျွန်တော်နားလေရကျွန်တော်မားလေအထင်လေခင်ဗျားတို့ပြင်မယ်အဲ့တော့ तू ကအာနာရှင်ဇေယိုက်ဘလောက်ဝင်လဲဆိုတော့ तू ကအုပ်ချုပ်မယ်လေ तू ဘာလို့လဲလူတွေကိုအုပ်ချုပ်ချယ်နေတာလဲဟိုဒီဘက်မှာလည်းဟို NUG တို့ဘာလို့ရှိပါတယ်အဲ့ဘဲတွေကိုလည်းကျွန်တော်တခါလေးမေးပါအောင်မယ်ခင်ဗျားတို့ကဘာလို့လူတွေကိုအုပ်ချုပ်ချယ်နေတာလဲအဲ့လိုအုပ်ချုပ်ရေးရေးဆော့တလွေးထင်မှုကြောင့်တော်လန်ကြီးတွေပေါ်ပေါက်လာတာတော်လန်ကြီးတွေပေါ်ပေါက်လာ ဲ့တော့ကျွန်တော်တို့ကအုတ်ချုပ်ဖို့တိုက်နေတာမဟုတ်ဘူးအုတ်ချုပ်တဲ့လူရွေးပြိုင်နေတာမဟုတ်ဘူးဒေါ်လာရေးဒီမိုကရေစီရေးဆိုတော့ကျွန်တော်တို့စာဖစ်ပေးမယ်ကျွန်တော်တို့ဝန်ဆောင်မှုပေးမယ်သူကိုကျွန်တော်တို့ရွေးချယ်နေတာအေးအဲ့မှာအဲ့လိုရွေးချယ်ခွင့်မရဘဲနဲ့အာဏာရှင်လွှမ်းမိုးနေတဲ့အတွက်ဒီဖြစ်စဉ်ကြီးတစ်ခုလုံးလူလူကဆန့်ကျင်နေရတာဒေါ်စနမေးခဲ့ညံ့လိုက်တာဗျာခဲ့ညံ့လိုက်တာ ဒီလိုဒီလိုငဲ့လေနော်ကျွန်တော် NLD ကိုလေအနည်းပြောလေးပါလေဒေါ်ဆန်းစုကြည်ရော NLD တော့လေကျွန်တော်အံ့ဩတယ်ဒီလိုလူမျိုးတွေကိုနိုင်ငံရေးအဲ့ဘအခုလေဟိုတော်လှန်ရေးမှာပါပါမပါပါလွတ်တော်အမတ်တွေပါကြီးကြည်လိုက်လေအဲ့လိုခက်နေနေရနေပါပဲကျွန်တော်မျက်စိတွေတော့တော်တော်ညံ့ညံ့ရလေဖောင်းထုတ်ရလို့ထင်ကျင်နေထင်ကြသူလည်းတော်တော်ညံ့သူညံ့ုံနေမကောက်ဘူးညာစစ်တက်ကိုပါပို့ပြီးမနေဆိုတော့လူနေသားတစ်စစ်နေနေလို့ sorry ဒီစကားမသုံးသင့်ဘူးကျွန်တော် emotion ပေါ့နော်ကျွန်တော်စိတ်ဆန္ဒအရသုံးလိုက်တယ်တစ်စစ်နေနေလို့ကျွန်တော်ပြောခြင်းဟိုသူ့ရဲ့ ဟိုစဉ်းစားချက်ကြီးရောကြောက်စရာကြီးနောက်ပြီးမှကျူရှင်ကြော်နေရတော့လေကျွန်တော်ငငယ်တော့သိရမလားကျူရှင်ကြော်နေရရှိတယ်ကျွန်တော်ဆရာကြီးတွေပြောကြရရရှိရပါလေဟိုအတက်ပြည့်နေရှာတိခါဆရာစီစီယူဆရာကောင်းထန်တပည့်ခံဂုံစဖြူဖြူဖွေးရေဆိုအဲဒါမျိုးပေါ့နော်မတက်မဖြစ်ဂျီစစ်ဂျီစစ်တက်လေးကြာမှာပဲတော့ပါဟုတ်ဟုတ်အဲ့လိုမတက်မဖြစ်ဂျီစစ်ပါတယ်အစတည်းထင်ပေါ့ကျူရှင်ကြော်နေရရှိရဗျာသူကလေးဆိုတော့ဘက်ဖလက်ဝယ်တွေပေါ်ရတယ်သူကျူရှင်ကြော်နေရလို့လို့ပါလို့လို့ ਨੇ ဟိုကင်မရာလေးမျက်နှာကိုအဲ့လိုအနီးကပ်အောင်ရိုက်တယ်တင်မရွေးချစ်ချင်းသည်တင့်ခန့်ကြမှာသာဖြစ်သည်ဆိုတော့အမှန်တကယ်ကြည့်လိုက်တော့ဘာရုံသွားနေလဲဆိုတင့်ရောက်မီးမလောင်ပါသေးနေတော့သိရမလားနိုင်ငံတော်မှာတင့်ကိုအလိုရှိသည်တော့ဘာလို့ကီးမျောကြာသိလားကျွန်တော်တော်တော်ကြီးကျင်တယ်အဲ့တော့ခက်တိနဲ့အဲ့လိုတွေတော့ပြောနေတာဟိုအဲ့ဒါပြည်သူကိုဘလက်မေးလုပ်နေရပါနင်တို့စောက်သုံးကြလို့နင်တို့မရွေးချယ်လို့နင်တို့တာဝန်မကျေလို့စစ်တပ်ကြီးကဖြစ်နေတာသူနိုင်ငံရေးသမားလို့ခံယူထားရတဲ့သူလေမတရားတဲ့ကိစ္စကိုသူတတ်ရမှာလေဒီဘက်တော်လိုင်းအင်အားစုတွေမှားနေဆိုလေအချက်လက်နေပါတော့ အချက်အလက်တွေပြောရမယ်ကျွန်တော်တို့အချက်လည်းမရှိသေးတယ်ဗာပြောလို့ရမလဲခဏစောက်တဲ့တဲ့ရှုပ်ကုန်ပါပေါ့ပတ်စံရလို့လုပ်နေဆိုသူပြောရမယ်လေဘသူကတော့ဘယ်အဖွဲ့ကတော့ဘယ်သူဒီရနေပတ်စံဘယ်လောက်ရလို့လုပ်နေအဲဘလူကတော့ဘလူလုပ်နေသူတို့ပြောပြောရမယ်တာဝန်ရှိတယ်ဆွဆွဲတာဟိုအခုကလည်းမထူပါဘူးလူတွေဆွဆွဲပြီးရင်တာဝန်ယူပြီးဘသူမှမထီရှင်းကျင်ကြတာဗျာအော်သူကလည်းဆွပဲကောက်ဆွဆွဲလိုက်တာပေါ့အော်ညံ့လိုက်တာတော့ဆန္ဒမင်းဒီဘိုင်းနေနားထောင်ရတော့ဆန္ဒထောင်ကြည့်မယ်နော် လာလာတာမျိုးနယ်မှာဟလာဒေါ်စနာမင်းကပြည်သူလူထုကိုဂတိပေးတယ်ပြည်သူလူထုနင်းနာဆုံးရှုံးမှုတွေတနိုင်ငံလုံးရဲ့နင်းနာဆုံးရှုံးမှုတွေအားလုံးကိုကျမတို့ကာဝယ်ဆောင်ရွက်ပေးမယ်ဆိုတော့ဂတိပေးရင်ဒီလိုလူမျိုးဂတိပေးတဲ့ဒီလိုကိုယ်စားလှယ်မျိုးတွေကိုဟလာရွေးချယ်ဖို့ကိုယ်တွေကိုအခွင့်အရေးပေးထားတယ်အဲ့တော့ကိုယ်တွေကရွေးချယ်ရမှာကကိုယ့်ရဲ့အခွင့်အရေးပဲဒီအခွင့်အရေးကိုမယူတာကကိုယ့်ရဲ့နင်းနာဆုံးရှုံးမှုပဲဒါကြောင့်မို့လို့ဟလာတစ်ဖက်ကနေပြီးတော့လူထုကိုထင်းအောင်ထင်မဖြစ်အောင်ဝေဝဝဖြစ်အောင်ဟာရွေးချယ်အခုကတော့ဟလာရွေးချယ်ဖို့လူတွေမရှိပါဘူးလို့လူကောင်းသူကောင်းတွေမရှိပါဘူးလို့ပါတီကောင်းတွေမရှိပါဘူးလို့ဒါမျိုးတွေပြောနေတာတွေဟလာလွန်ခဲ့သော၅နှစ်လောက်ကရွေးချယ်ထားတဲ့ဟာကရွေးချယ်ပြီးပြီဆိုတော့ထင်းအောင်ထင်မပြောစကားတွေကိုကျမတို့မယုံကြည် နေမှုလို့လေရွေးကောက်ပွဲဆိုတာ9နှစ်တကြိမ်အမြဲတမ်းလာနေမှာလွန်ခဲ့တဲ့9နှစ်တုန်းကရွေးချယ်ခဲ့တဲ့ကိစ္စကအခု9နှစ်မှာတော့ဒါပြတ်ပြင်းသွားပြီဖြစ်တယ်အဲ့တော့အခု9နှစ်မှာပဲရွေးကောက်ပွဲအခါလဲလုံးမှာမဟုတ်ဘူးနောင်လာမယ့်9နှစ်9နှစ်9နှစ်တက်တန်းတိုင်းကိုကျမတို့ရွေးကောက်ပွဲတွေဆိုတာရှိနေမှာပဲအဲ့တော့ကိုကိုဖြစ်စေခြင်းသောသူတွေတိုင်းပြည်အတွက်တကယ်ကိုပဲဆောင်ရွက်ပေးခြင်းနဲ့ကိုယ်စလဲခေါင်းတွေကိုရွေးချယ်ပေးဖို့ကကိုယ့်ရဲ့ဝတ္တရားပဲဖြစ်တယ်ဒါကြောင့်ကိုရရှိထားတဲ့အခွင့်အရေးတွေကိုကိုနှစ်နာမဆုံးရှုံးအောင်မေးသွားပေးဖို့လိုအပ်တယ်လို့ကျမဒီနေ့ကမြစ်တိုင်းဖတ်ချင်ကြည့်ရတယ်ကြည့်ရဟာသာကကြည့်နေရတယ်လို့ပဲဟာသာကကြည့်နေရတယ်လို့ပဲ ခနဲ့လူလူကိုအထင်ဘလောက်သေးလဲဆိုတော့ဒီမိမတည်းတောက်ဆရာကြီးဒီနေသမီးတောက်ဆရာကြီးလူလူကိုအထင်သေးလိုက်တာနောက်ပြီးတော့ခနဲ့တမန်းကိုဒေါင်းလိန်နေဆိုတော့ဒါလည်းတော့တရားသိလား energy energy ကိုစိတ်ကောင်းစိတ်စိတ်စိတ်မကောင်းကိုသိကောင်းလေနောက်ကျတော့ဒါနဲ့ထိုးရဆိုအဲ့အန်ကိုကြီးကိုပြောတာသူလည်းအမှတ်ပဲနော်သူလည်း energy ပဲနော် energy ပဲနော်သူ2020ဝင်တယ်လားမတည်လားကျွန်တော်ရုပ်တရက်မှတ်မိစဉ်းစားတော့အဲ့တော့2020ရွေးကောက်ပွဲရလက်ပြတ်တက်တာ9နှစ်ကြာလို့ပြတ်သွားတာမဟုတ်ဘူးလေ စစ်တပ်ကအာဏာသိမ်းလို့ဖြတ်လိုက်တာစစ်တပ်ကအာဏာသိမ်းပြီးသူတို့ဘက်ကသူတို့ဖြတ်တယ်လို့ကြေညာတည်သူကလေးဒီဖြတ်တယ်ဆိုတော့လက်မခံတဲ့အခါကျတော့ကျွန်တော်ကြိုက်သည်ဖြစ်တယ်မကြိုက်သည်ဖြစ်တယ် CRPH ဘာလို့ဆိုတော့ရှိနေတာပဲဒီလွတ်တော်အမတ်တွေတော်သည်ဖြစ်တယ်ညံ့သည်ဖြစ်စေစောက်ကလေးလုပ်သည်ဖြစ်စေပေါ့ဗျာရှိနေတာပဲ anyways ဒါငါးနှစ်ကြာလို့တက်သွားတာမဟုတ်ဘူးဒါစစ်တပ်ကစစ်တပ်ကရုံးမာပြီးတော့အာဏာသိမ်းလို့ဖြစ်လာတာအာဏာသိမ်းလို့ဖြစ်လာအဲ့တော့သူဒီအပိုင်းနဲ့ပြောရမှာကျွန်တော်ဆွေးနွေးတဲ့နှစ်ပိုင်းပြန်တယ်တပိုင်းကျတော့ဘာလဲဆိုတော့ငါးနှစ်တစ်ချိန်လာမယ်ဆိုတဲ့ကိစ္စ ငါးနှစ်တစ်ချိန်ငါးနှစ်တစ်ချိန်ငါးနှစ်တစ်ချိန်လာတိုင်းတော့သူတို့လိုချင်တဲ့ပုံစံမထွက်ရင်စစ်တပ်ကအာဏာသိမ်းအောင်ပါပဲဒါအခုမှလည်းမဟုတ်60တောင်းအောင်ကျွန်တော်60နှစ်မှအောင်60တက်ကပါထသအစိုးရသူတို့ဘေးလိုက်တယ်ဒါပဲအစင်မတီးတော့အာဏာပြန်သိမ်းတာပဲစစ်တပ်ကစစ်တပ်လုပ်ပေးတဲ့ရွေးကောက်ပွဲမှာကျွန်တော်တို့ယုံကြည်ဖို့ဆိုတာအင်တန်ခက်တယ်အင်တန်ခက်တယ်ပထမဆုံးစစ်တပ်ကလည်းရွေးကောက်ပွဲလုပ်ပြီးအာဏာလွှဲတာလည်းစစ်ပေါင်းမိချုပ်သိမ်းစိန်တော့လွှဲတာပဲသိမ်းစိန်တော့လွှဲတာပဲတည်သူကိုစစ်တပ်ကအာဏာတကယ်လွှဲဘူးလို့လား အဲ့ဒါတကယ်လွှဲဘူးတော့လားခနဲ့ဒါရီလေးစဉ်းစားပါအောင်ဒါရီလေးပြောပါအောင်ခနဲ့ဟိုကိုပြောချင်တဲ့တော့လေးကွက်ပြီးရောအာဒီလိုပြောတာတော့မမိုက်ဘူးတကယ်မမိုက်ဘူးနောက်ပြီးအဲ့ကျွန်တော်ကျွန်တော်ရှက်တာကြာကျွန်တော်ဟော်ဘဲလေးရှိတယ်ကြာကျွန်တော်အနုပညာလည်းမပါအတက်ဘယ်လိုပြောမလဲဟိုလူကြီးရဲ့ဖြစ်နေတာပေါ့ကြာသိလားဟိုနေပူပူချွေးဆူဆူမှာဟိုပရိုမီနန့်မိတ်ကပ်ကိုညနေတစ်ပြန်လုံးလိန်ရတယ်ဆိုတော့ဂီနီယိုဖြစ်နေတာပေါ့ဘာလဲဆိုတော့ဟိုမှာမနေ့ကလည်းကိုကိုကြီးတို့တွေမနေ့ကလည်းတနေ့ကလား ရာဇာဝင်းနဲ့ဒေဝဝင်းနဲ့ခင်းပြီးမဲဆွေကြတာအလေကောင်ကပန်းကုန်းကြီးတွေဆိုးပြီးတော့လူတွေကိုလက်ပြတောင်လက်ပြညောင်းလက်ပြနဲ့ကင်မရာဘေးဘက်ရောက်ဝါကိုကြည့်တော့လေသူတို့ဘယ်သူမှဝိုင်းကြည့်နေသူလည်းမရှိဘူးတွန်းတော့သူတို့အမှအဝါရောင်ကြီးဝယ်ပြီးလမ်းလေကောင်လည်းဒါဒါကြုံရင်ကြုံသလိုကိုကိုကြီးကိုဖောင်းထူတာကျွန်တော်ကျွန်တော်ကျွန်တော်ဝါသနာလိုတော့ဖြစ်နေပြီအခုဒေါသနာမင်းနဲ့ဒီလိုပဲအဲ့လိုပဲကျူရှင်ကြော်နေရလို့လို့လေဘုတ်ထုတ်စီကြော်နေရလို့လို့သိရမလားကျမကျမတို့ဟိုကဂရီပေးနေတယ်တွတ်တော်အမကြီးကြီးရှိတယ်ဒါတွေကိုရွေးချယ်ရမှာရှင်တော့တာဝင် အရှင်တို့မရွေးချယ်မိလို့ရှင်တို့မပေးလိုက်ဘူးဆိုရင်စောက်သုံးမကြတာရှင်တို့အဲ့တော့နောက်ထပ်အစိုးရကောင်မရောက်လာရင်ဘယ်သူတွေမှတာဝန်ရှိတယ်တည်သူမှတာဝန်ရှိတယ်တည်သူကရွေးကောက်ဝယ်မှာမပါဝင်လို့ဒေါ်လာရင်းဘက်ကလူတွေရဲ့စကားကိုနားယောင်လို့အဲ့တော့တိုင်းကြီးမကောင်းလာရင်ဘယ်သူစောက်ပြစ်လဲနေလို့စောက်ပြစ်နေလို့စောက်ပြစ်အဲ့ကြီးနဲ့ပြောနေတာခါတည်သူကိုအထင်သေးတာအင်တန်အင်တန်ရှက်ဖို့ကောင်းတဲ့အခြေအနေပဲအဲ့ကူသူနောက်ထပ်သူသူမေကွန်းတစ်ခု တက်ချင်မယ်အဲ့မှာလည်းကျွန်တော်ဆွေးနွေးတဲ့နှစ်ပိုင်းတော့ပါတယ်နားထောင်ကြည့်မယ်နော်ရွေးကောက်ပွဲကြီးလုပ်လိုက်လို့ကျွန်တော်တို့နိုင်ငံကြီးတစ်ခုလုံးအေဂျင့်သွားပြီးတိုးတက်သွားပြီးလို့ပြောလို့မရဘူးနမတက်ကတော့ဒီရွေးကောက်ပွဲမှာပြည်သူလူထုတစ်ရက်လုံးကပါဝင်ဆောင်ရွက်ပေးဖို့လိုတယ်အင်တိုက်အားတိုက်နဲ့ပါဝင်ဆောင်ရွက်ပေးပြီးရွေးချယ်ပေးဖို့လုပ်တယ်ဒီလိုမျိုးရွေးချယ်ပေးနိုင်မှာကျမတို့ကအာဒီရွေးကောက်ပွဲကြီးအောင်မြင်မယ်ဒါမှသာမင်းကျမတို့ကကျမတို့သွားချင်တဲ့ transaction fee rate တစ်ခုကိုကျမတို့သွားလို့ရတယ်အခုဟာကအာဒီ transaction ကလောက်ကိုကျမတို့ကကြော်ဖြတ်နေတာဟလာဒီမိုကရေစီကိုအပိတိုင်ရသွားတဲ့ဖက်ဒရယ်ကိုရသွားတဲ့အခြေအနေကိုမရောက်သေးဘူးဒီအခြေအနေကိုရောက်ဖို့ကျမတို့ကစာလုံးရေးဒီစာလုံးရေးစမှာ တဲ့ကိစ္စမှာကိုကိုရိုင်းပါဝင်ဖို့လိုအပ်တယ်အဲ့တော့ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာအကျမတို့ကပေါ့နော် post election ဒီ election မှာကျမတို့ဘာတွေဆောင်ရွက်ပြင်မလဲခုနလိုမျိုးဟလာငင်းငန်းရေးကိစ္စမျိုးတွေကြာစင်းနေတဲ့စီးပွားရေးကိစ္စမျိုးတွေဒါတွေကိုဟလာနောက်ပြီးတော့ဟလာဒီ federal လိုကိစ္စတွေဒါတွေအားလုံးကကျမတို့တစ်ပြေးပြေးနဲ့ဆောင်ရွက်ရမှာဖြစ်တယ်ကျမတို့ကတိုင်းပြည်တစ်ခုကိုတည်ဆောက်တဲ့ခါမှာကျမတို့ဟိုပေါ့နော် evolution နဲ့ပဲတည်ဆောက်လို့ရတယ်ဟလာ revolution နဲ့တည်ဆောက်တဲ့တိုင်းပြည်ကတည်ငြိမ်ပြီးတော့အေးချမ်းပြီးတော့အောင်မြင်တဲ့တိုင်းပြည်မဖြစ်ဘူးဒါကြောင့်မလို့ကျမတို့က revolution အစား evolution နဲ့ပဲဆောင်ရွက်တဲ့တိုင်းပြည်တစ်ခုဖြစ်အောင်ကျမတို့အခုစူးစမ်းနေတာဖြစ်တယ်အဲ့တော့ဒီမှာလေးပြောသေးရ ရှိလာပြီเนาะမေးရမေးခွန်းကတော့ဒီရွက်ကောက်ပွဲလို့အကာလအနာဂတ်ဘာတွေဆက်လုပ်မလဲဆိုတော့သဘောလို့ကျွန်တော်နားလေအဲ့တော့သူကဘယ်လိုဖြေလဲဆိုတော့ရွက်ကောက်ပွဲကိုလူတွေအင်လိုက်အတိုင်းပါဖို့လူတွေတဲ့နော်ရွက်ကောက်ပွဲကိုလူတွေအင်လိုက်အတိုင်းပါပြီးတော့ကိုရွေးချယ်ရမယ်ကိုစိုးရထည့်ရမယ်အဲ့လိုမှလာသူကဘာလုပ်ရမလဲသူ Federal Democracy တို့ကိစ္စတွေကိုစလုံးကြီးစနိုင်ပါဘာပြောဒါဒီ first step ပေါ့သူပြောချင်တာ transition ကာလကိုသူတို့ရောက်အောင်ကြိုးစားနေ transition ကာလမရောက်သေးဘူးပေါ့နော်မရောက်သေးဘူးအဲ့ချိန်မှာတော့ဖင်မရကြနေပေါ့ငါတို့ပြောရတဲ့အတိုင်း မေးတွေပေးကြနော်မေးတွေပေးလိုက်ငါတို့လွတ်တော်လေးရောက်ဝင်ငါတို့လုပ်ပေးမယ်သိရမလားငါတို့လုပ်ပေးမယ်သူကတက်တနာဟိုကဘာဖြစ်နေရလဲဆိုသူကဟိုဟိုကုတ်ကုတ်ကိုဂျားတွေကအေဂျင့်ပေါ့ဗျာအေဂျင့်ပေါ့နော်ဟိုဘာသာရေးသမားရှိပါတယ်ဘာသာရေးကလူတွေလို့ဖျားနေလူဂျားမှာအေဂျင့်အေဂျင့်လုပ်ပေးတယ်ဆိုရကီးနေဟိုအဲသူကလည်းအဲ့လိုပေါ့နိုင်နိုင်ငံတော်နဲ့အနာဂတ်နဲ့တည်သူဂျားမှာသူကအေဂျင့်နေနော်မင်းတို့ငါ့ကိုရွေးရွေးငါတို့ရောက်သွားရင်မင်းတို့ဒါတွေလုပ်ပေးမယ်ဒါပေမဲ့မင်းတို့တိတ်တိတ်ကလေးတို့ဆောက် ချက်ချင်းတော့မရဘူး Federal Democracy တော့ခဏလေးတော့နေုံတတိယတည်းနဲ့ငါတို့လုပ်ပေးမယ်နော်ဘာကြောင့်လဲဆိုတော့ငါတို့ evolution သမားတွေ revolution မဟုတ်ဘူးအဲ revolution နဲ့လုပ်တဲ့အတိုင်းကြီးတွေကမတည်ငြိမ်ဘူးတဲ့ဟုတ်ပြီ data ကိုအခြေခံပြီးပြောတာလေဘယ်နေရာသူးနည်းနဲ့ဘယ်နေရာသူးကြားထဲမှာထွက်လာတဲ့ဘယ်အရာတွေကြောင့်ဒီအခြေအထွက်တာလေဒေါ်စန္ဒမင်းခင်ဗျမထေတတ်ပါဘူးခင်ဗျရောင်ရှူးလို့တာခင်ဗျရောင်ရှူးလို့တကယ်မထေတတ်ဘူးမထေတတ်ဘူးမထေတတ်ဘူးနော်ခင်လုံးဝမထေတတ်ဘူးရောင်ရှူးလို့တာ ဘာလို့လဲဆိုကျွန်တော်အဲ့ဒါကောင်းကောင်းသိတယ်ဘာကြောင့်လဲဆိုခင်ရောင်ရှူးလို့လိုက်ခင်အာဆင်နယ်ကချန်ပီယံထွက်လာရရသွားမယ်ခင်ဗျားရဲ့နိုင်ငံရေးအတွေးခေါ်တော့ဘရောမတက်လာမှာမဟုတ်ဘာကြောင့်လဲဆိုတော့ကဘာကြီးက revolution ဆိုရင်ဖြစ်စင်မရှိခင်ရွေ့ဦးမရွေ့တော့ဘူးရွေ့ဦးမရွေ့တော့ခင်ဗျာဖြစ်စေချင်တာလေကျွန်တော်တို့ဂျွန်မန်ရှင်နယ်ဘွားမှာပဲနေနေချင်တာလားကျွန်တော်တို့အဲ့လိုဘောမာနေတဲ့ညမှာစစ်တပ်ကြီးရဲ့အနေဝတ်သက်သာသနာအတွေးခေါ်လို့ကိုလိုနီခက်မှာပဲနေနေချင်တာလားတော်လိုင်းဆိုတော့ဗာလေးဆိုတော့ခက်နားလေလားကြည့်ရခဲ့88လုံးကဘေးနားအမကြီးလက်တို့ခေါ်လို့ပါသွားလားမသိဘူးနော် ခက်ကြည့်ရတာတော်လိုင်းကြီးတွေတော့ခက်နားလေပုံမရဘူးကျွန်တော်ရှက်လိုက်တာတရားအဲ့ဒါဘာပဲတည်းတော်မဲတော့တော်လိုင်းကြီးတော့မလိုဘူးတဲ့တော်လိုင်းကြီးကမဟိုမတည်ငြိမ်ဘူးလို့ပါတော့ညာတော့ဘာဒေတာမှလည်းရှိတာမဟုတ်ရှောက်ပြောတာအဲ့တော့သူက evolution နဲ့ပဲတိုင်းတီကိုတိုးတက်စေချင်တာတဲ့ okay light လေးလိုက်ပါပြီအဲ့ကြောင့်ကိုခင်ဗျားတို့စစ်တက်နဲ့ဒီလိုပေါင်းဖက်လို့ရတာနောက်ဆုံးမယ်လေးစက်နာထောင်ကြည့်အောင် ဒါကြောင့်မလို့ဟလာဒါဒီကျမတို့သွားကျင်တဲ့ဟိုပေါ့နော်ဟိုစနစ်တစ်ခုနဲ့ခေတ်တစ်ခုရောက်ပြီးတော့အပြောင်းလဲတစ်ခုဖြစ်အောင်ကျမတို့ပထမအဆင့်ဆောင်ရွက်ချင်းတာဖြစ်ပါတယ်ဒါပေမဲ့ဒီပထမအဆင့်မှာလေးပုံကပြည်သူလူထုကအင်တိုင်းအားတိုင်းပါဝင်ဆောင်ရွက်ပေးဖို့လိုတယ်ဒါမှသာဒီကျမတို့သွားကျင်တဲ့လမ်းကြောင်းပေါ်ကိုဟလာစနစ်ကောင်းခေတ်ကောင်းတစ်ခုကိုရောက်ဖို့လမ်းကြောင်းပေါ်ကိုနိုင်ငံကိုတိဆောက်ပေးလိုက်တာလို့ကျမကတော့အဲ့အဆင့်လောက်ပဲဖြစ်ပါတယ်လို့ကျမယုံကြည်ပါတယ် ဟုတ်ဒီသူယုံကြည်ယုံကြည်တော့မသိဘူး तू ကတော့ဒါပထမအဆင်ပဲ तू ဒါ ਉਹ ပဲပြန်ပြောနေရမယ်ပထမအဆင်ဆောင်ရွက်ပေးမယ်လူတို့ကအာဂျိုမန်တက်ပါဖို့လူတွေအာဂျိုမန်တက်ပါဖို့လူတွေအာဂျိုမန်တက်ဘာတွေပါသေးချင်နေရလဲအာဂျိုမန်တက်အာဂျိုမန်တက်ပါဒူရူကိုဖိနေနေဘသူလဲမင်းတို့စစ်တက်လीမင်းတို့မင်းတို့အဖေခိုးချင်နေတဲ့စစ်တက်လीမင်းတို့ဒါကြီးနဲ့လူတို့ကိုနှိပ်ကွနေရလीဒါကြီးရဲ့လူတို့ကိုနှိပ်ကွနေရလី အဲအဲ့ဒါဟိုမှတို့ကဒါပထမဆုံးကျွန်တော်ပြောချင်တာကလူဆိုတာအင်တာနက်နိုင်ငံကြီးရဲ့လွတ်လပ်ပိုင်ခွင့်ရှိတယ်တို့ရဲ့စာရင်လေတို့ဒီလူရဲ့စာရင်ကျွန်တော်ဟိုနိုင်ငံမဘာသာတို့ဘာတို့ကလူတွေတော့နည်းနည်းတို့ရဲ့စာရင်နိုင်ငံကြီးကြိုးရိုးရှိတယ်တသမထဲတပွားလုံးဟိုဟာစစ်တပ်ကိုဘုံမှမယ်လို့စဉ်းစားပြီးဘုံမှကြတာအဲတို့ကကြတော့ဘာလဲဆိုနိုင်ငံကြီးကြိုးရိုးမေ့တဲ့အခါကျတော့ liberal လောက်လိုက်ဒီမိုကရေစီလောက်လိုက်ဘာလို့ကျင်တာလဲဆိုအာဏာလိုချင်တာပါကျင်တာပါကျင်တာပါကျင်နေအာဏာလိုချင်နေပြောကျင်နေ အဲကိုကူအဲ့လိုလို superior လို့ထင်နေလူလူကနော်ဒီမှာရွေးချယ်เสียရရှိတယ်ကျွန်တော်တို့ gain ဆော့သလိုပဲလေဟိုမှာကျေ2ပွင့်တော့3ပွင့်တော့4ပွင့်တော့ရှိရရွေးနော်ရွေးပြီးဘာလုံးမှာအဲ့လူတွေငါတို့အုပ်ချုပ်ဖို့သူဒီလိုကြီးထင်နေရလားမသိဘူးနိုင်ငံကြီးကိုကြောက်ဖို့အင်တန်ကောင်းပါတယ်ဒေါ်ဆန်နာမင်းရဲ့ဒီနိုင်ငံကြီးပြုဆိုဆွေးနွေးချက်တွေသုံးသက်ချက်တွေပေါ့နော်ကျွန်တော်ဒီမှာနားတောင်နေခါကြတော့ကျွန်တော်အင်တန်အင်တန်ကျွန်တော်ထိတိခက်ခိုက်နေစိတ်ရဲ့အော်နှလုံးနာတရားရွံ့ရွံ့ရှာရှာဖြစ်တဲ့ကိစ္စကတော့ revolution ဆိုတာမလိုဘူးဆိုတော့ သူ့ရဲ့အတွေ့အခေါ်ပေါ့နော်ဟိုအဲ့အပေါ်မှာလည်းကျွန်တော်အင်တန်ယုံရှာမိပါတယ်ဒေါ်လိုင်းဆိုတော့သူဘယ်လိုသဘောပေါက်မှန်းမသိဘူးဒါနဲ့များသူ့ကိုယ်သူနိုင်ငံရေးသမားတို့ဘာလို့ကျွန်တော်ပြောနေတာအပေါ်မှာယုံရှာရှက်ယုံမိခြင်းဖြစ်ပါတယ်အဲနောက်တစ်ခုကကြတော့ပတ်ဆိုင်ရလို့လုပ်တယ်ဆိုတဲ့ကိစ္စပါပတ်ဆိုင်ရလို့လုပ်တယ်ဆိုတဲ့ကိစ္စပါအဲဒေါ်စနာမင်းခင်ဗျားလင်းဒါနိုင်ငံရေးအကျဉ်းသူဖြစ်ခဲ့ဘူးတာပဲခင်ဗျားတို့ပတ်ဆိုင်ရလို့လုပ်တာလားဒူရီယက်သူမမြင်တဲ့ကိစ္စကိုသူသဘောမတူတဲ့ကိစ္စကိုသူရို့ငင်းစော်ပိုင်ခွင့်ရှိရဲ့လीငင်းစော်ပိုင်ခွင့်ရှိရဲ့တော့သူတို့ပြောကြမှာပဲလုပ်ကြမှာပဲ အဲခဏလောက်တာအပေါ်မှာလေကျွန်တော်တို့ကပြန်ပြီးတုံ့ပြန်ဝေဖန်နေတယ်ဆိုတဲ့ကိစ္စတွေဒါကျွန်တော်ကျွန်တော်အနေအားရှင်းတယ်ဘာကြောင့်လဲဆိုခဏနိုင်ငံရေးရဘေးချုံနေလို့ကျွန်တော်တို့ပြောနေတာလူလူကိုခဏတို့အထင်သိနေလို့ကျွန်တော်တို့ကပြောနေတာလူလူဘက်ကနာလို့ခဏလေးအဲ့လိုရှူတော်နေနေဝေဖန်လို့ရတယ်ရှူတော်နေနေပြောပါတော်ဆန္ဒမင်းပြောလို့ရတယ်အေးစစ်စစ်ဟာတော်လိုင်းဘက်မှာပါနေတဲ့သူတွေရဘေးနေရာမှာလက်စားမှုကအဂတိမှုကဘယ်နှခုဘာနေရပေါ့ကိုရင်ရှာထားရဲ့စီရင်တော့ယူလာခဲ့စစ်တပ်က Telegram မှာ ရှောက်ပြီးထုတ်ပြီးစည်ရင်နေနေတော့ကျွန်တော်တို့လာမစားနဲ့ခဏကိုစည်ရင်နဲ့ကိုကိုကွင်းစင်တော်မကိုကိုဒေတဆုအဲ့ရနေပြီးတော့ယူလာခဲ့အဲ့မင်းတို့တော်လှန်ရေးကြီးကမစစ်မှန်ဘူးမင်းတို့မှာအဂရိဒေသမှုဘယ်လောက်ရှိတယ်ကြောက်စမ်းပါခဏတို့အဲ့တော့လည်းလုံရဲတာလည်းမဟုတ်ဘဲနဲ့တော်လှန်ရေးမှာပါဝင်နေတဲ့လူငယ်လူရွယ်တွေတော့ကျွန်တော်အသက်ပေးနေတဲ့တည်သူတွေဒီလူတွေပုံမှာမစော်ကားပါနဲ့ဒေါ်ဆန္ဒမင်းခင်ဗျာကျွန်တော်သုံးသက်ချက်ကတော့ဒီလောက်ပါပဲချီချူနာဆင်နေတဲ့မိတ်ဆွေတွေရောခင်ဗျားတို့ကျွန်တော်သုံးသက်ချက်ကိုသဘောတူတာဒေါ်ဆန္ဒမင်းပြောတဲ့အပုံမှာဘယ်လိုထင်မြင်မိလဲ အဲ့ဒါလေးကိုကိုယ်ပဲမမှတ်မိသေးခြင်းပါလေကြာကျေးဇူးများကြီးတင်ပါတယ်